1998ခုနှစ်မှာဂျင်းစောကအိမ်မဆုံးမပြီးကားပေါ်မှာလက်နိုးလာပါတယ်။အမှန်တော့သူ့အဖေအမေအကိုတို့နဲ့အတူအိမ်ပြောင်းဖို့အိမ်သက်စီသွားနေကြတာပါ။သူ့အကိုယူစောကအရန်ထက်မြက်ပြီးအောင်းတဲ့ဆက်ဆက်ရေးလဲကောင်းတော့အားလုံးကချစ်ခင်ကြသလိုဂျင်းစောလည်းအမြဲလေးစားအားကျနေရတာပေါ့။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကယူစောရင်တိုင်မှုဖြစ်ခဲ့လို့ဘဲဘဲခြေောက်ကထုံနေထုံနေဖြစ်နေပါတယ်။အိမ်သက်ရောက်တဲ့အခါ အိမ်ပိုင်ရှင်ဟောင်းကသူ့ပစ္စည်းရထားတဲ့အခန်းကို မရှင်းလဲရသေးလို့သူတို့ညီကိုနှစ်ယောက်အိမ်ခန်းတစ်ခန်းနဲ့မျှတုံးရမှာပါအိမ်ပြောင်းဝင်ဆောင်မှုကုမ္ပဏီကပစ္စည်းတွေတည်ပေးနေတော့လုံသမားတစ်ယောက်ကဂျင်းစော့ကိုအသက်ဘလောက်လဲလို့ဆက်စုပါသေးတယ်အဲ့အချိန်ယူစော့ရောက်လာတော့စကားဝိုင်းပြတ်သွားပြီညီကိုနှစ်ယောက်ပဲအခန်းဆက်ရှင်လိုက်ပါတယ်အလုပ်တွေပြီးသွားတော့အိမ်သက်သက်ပွဲအနေနဲ့ညစာစားကြတဲ့အခါသူ့အဖေကအရင်အိမ်ရှင်ပစ္စည်းထားတဲ့အခန်းကိုမဖွင့်ဖို့ပြောပါတယ်သူတို့ထမင်းစားနေကြတော့ ေါ်ရက်ကစပွဲရွှေရဲ့အတန်တခုကိုဂျင်းဆော့ချားလိုက်ရပါတယ်။သူမိဘတွေကတော့အပြင်မှာမုန်းချိန်နေလို့နားချမတာပါလို့ပြောပေမဲ့အဲ့အတန်ကပိတ်ထားတဲ့အခန်းကလာတာကြောင့်ဂျင်းဆော့စိတ်မသက်မသာဖြစ်သွားပါတယ်။ဂျင်းဆော့ကစိတ်ကနာမငြိမ်ဖြစ်နေပြီးဆေးလေပုံမှန်တောက်နေရတာပါ။ညာရီခန်းကြီးမှာငချက်နဲ့ချင်းနားထောင်နေတော့အဲ့အခန်းကပဲအတန်ထက်ကြားပြန်ပါတယ်။ဒကာဖွင့်ကန်ကြီးမှာသူ့အကိုရောက်လာပြီးအဲ့အခန်းကိုမဖွင့်မို့တတိထပ်ပေးပါတယ်။ ဇင်ဆော့ကအတန်ကြားတာသိချရတယ်ပဲပြောနေတော့ခေါင်းကြည့်ဝအောင်လို့ညီကိုနဲ့ဘူတထောင်စိတ်ကမ်းမှာလေကောင်းလေတန်းသွားရှူကြပါတယ်။မိုးရီတဲ့စကားပြောနေကြတော့သူတို့ဖေစီကဖုံးဝင်လာလို့သူ့အကူအိမ်ခဏပြန်သွားပါတယ်။ဇင်ဆော့လည်းစောင့်နေရတာစိတ်မရှိတော့ပဲလိုက်သွားပါတော့တယ်။အဲ့ဒီမှာလူတစုကသူ့အကူရိုက်နှက်ပြီးအနေအောင်ကားပေါ်အသင်းဆွဲတင်သွားတာကိုတွေ့လိုက်ရတာပါ။သူလဲဘာမှမလုပ်နိုင်တော့ကားနံပါတ်ကိုပဲအလွတ်ကျထားပြီးရဲကိုအကြောင်းကြားရပါတော့တယ် ဆောင်နောက်တွေကိုကားနံပါတ်ပြောပြတော့အဲ့လိုကားနံပါတ်လုံးဝမရှိဘူးလို့ပဲပြောပါတယ်။ပြန်ပြီးဆွဲရောရထင်လို့ငွေညစ်မလားဆိုပြီးဖုံးလာမဲ့အချင်းကိုနေရောညပါစောင့်နေကြပြီမယ်။နပတ်တာကြွားရတယ်။ဘာမှမထူးကြလာတော့ဆောင်နောက်တွေလည်းလက်လျှော့သွားပါတော့တယ်။င်းစော့လည်းပိတ်ထားတဲ့ခန်းနဲ့ပတ်သက်တဲ့အိမ်မက်ဆိုးတွေသူကိုယ်တိုင်နှိမ့်ဆက်ခံနေရတယ်လို့အိမ်မက်ဆိုးတွေစက်တိုက်မှတ်နေပါတယ်။သကူရဲ့ကြမှာတော့သူ့အကိုလွတ်လာပြီ။သူဘာဖြစ်သွားခဲ့လဲဆိုတာကိုလုံးဝမမှတ်မိပါဘူး။ အဲ့ဒီနောက်ပိုင်းမှာယူဆော့ကညဘက်တွေအပြင်ကိုထွက်ပြီးမနေ့ပိုင်းမှာလည်းဘဲဘက်ခြေတော်ထုတ်နေနေရမယ်သူ့အကိုကညဘက်ခြေတော်ထုတ်နေနေတဲ့ပုံစံမျိုးမူမမှန်တော့တာကိုဂျင်ဆော့သတိထားမိသွားပါတယ်။ဒီနေ့မှာတော့ဂျင်ဆော့တယောက်စိတ်ငြိမ်စေးတော့ဖို့မိသွားပြီးအင်းနီညာသူ့အကိုအပြင်ထွက်တော့နောက်ရောက်ခံလိုက်သွားပါတယ်။သူတို့အိမ်ကိုလာသွားတဲ့စုံတော်နှစ်ယောက်ကလူမိုက်တွေဖြစ်နေပြီးသူ့အကိုကိုလည်း boss လို့ခေါ်နေကြပါတယ်။ဒါပေမဲ့ဂျင်ဆော့တတိလက်လွတ်ဖြစ်သွားတဲ့အချိန် မိစင်းနဲ့အုပ်ခံလိုက်ရပါတယ်။သူပြန်တည်ရလာတဲ့အခါစာချက်သုံးအိပ်ပျော်သွားတဲ့ခုံပါပဲရှိနေပြီ။သူ့အကိုကိုမြင်လိုက်တော့ရေချိုးခန်းထဲဝင်ပြေးပါတယ်။တဆီစီးပြီးနောက်ရောက်ခံလိုက်တာတွင်လူမိုက်တွေကိုမြင်ခဲ့ရတွင်ဟာမင်းမနဲ့ကစိတ်မတော့လို့အိမ်မဆိုးတွေမက်နေရလို့သူ့အကိုကရှင်းပြပါတယ်။သူတဆီစီးသွားတာသူ့အကိုမပြောခဲ့မိကြောင်းနောက်မှပြန်တည်ရလာပြီ။ညာအဖြစ်ပြက်တွေကတကယ်ဖြစ်ခဲ့မှန်းသိသွားပါတော့တယ်။ဒီအကြောင်းတွေကိုသူ့အမေစီပြန်ပြောပြလိုက်ပြီး နောက်တစ်ခါသူ့ကိုပြင်ထွက်ရင်လိုက်ဖမ်းမယ်လို့တိုင်ပင်နာကြပါတယ်။သူ့ရင်းစားလို့အောက်ဆဲတဲ့အခါသူ့အမိကဟိုကောင်ရဲ့အကြောင်းကိုအကုန်သိသွားပြီ။အ мян ပြန်လာခဲ့တော့ဆိုပြီးသူ့အကိုနဲ့အဖေစီဖုံးဆက်နေအောင်ကြားလိုက်ရပါတယ်။ဂျင်းစို့လည်းအယံလန့်သွားပြီးအိမ်ကထွက်ပြေးဖို့ကြံတော့သူ့အဖေအမိနဲ့လူမိုက်တစ်ပည့်ကတားဟုတ်ကြိုးစားပါတယ်။သူလည်းဖြစ်ချင်တာဖြစ်ရဲစခန်းထဲဝင်ပြီးတော့မှလွတ်လာတာပါ။ရဲစခန်းရောက်တဲ့အခါ သူ့မိသားစုကအစ်စ်မမဟုတ်ဘူးလို့ယုံကြည်ကြောင်းပြောပြတော့ရဲတွေလည်းစိတ်ရှုပ်သွားပါတယ်။ဂျင်းစော့ကသူ့အသက်20နှစ်လို့ပြောမိတော့ရဲတွေကနောက်နေရာလောက်ဦးလေကိုကိုကလည်းမှန်နေပြန်ကြည့်လိုက်အောင်လို့ဝိုင်းပြောပါတယ်။မှန်နေကြည့်လိုက်တဲ့အခါသူ့မျက်နှာဦးစားနေပြီ။အခုလက်ရှိက1998ခုနှစ်မဟုတ်တော့ပဲ2018ရောက်နေမှန်းသိလိုက်ရပါတယ်။သူ့အသက်ကလည်း20မဟုတ်ပဲ50ဖြစ်နေပါပြီ။တဲ့အိမ်လုံးနဲ့စီးရင်ရှင်မို့အိမ်ပြန်သွားတဲ့အခါ အမြဲပိတ်ထားတဲ့အခန်းထဲကတချင်းနံကြားရပြီးအခန်းထဲဝင်သွားတော့သွေးရည်နဲ့အယုံမနဲ့ရောက်လဲလျောင်းနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်သူ့မိသားစုရောက်လာပြီးသူ့ရဲ့လူမိုက်အကူက1998နောင်းကဖြစ်ခဲ့တဲ့လူတက်မှုတစ်ခုအကြောင်းရှင်းပြပါတယ်အမေနဲ့သမီးအသက်ခံခဲ့ရပြီးရဲတွေကတရားခံကိုမဖမ်းနိုင်ခဲ့ပါဘူးဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါတရားလုံးမိသားစုကသူတို့အဖွဲ့ကိုငားရမ်းခဲ့ပြီးတရားခံကိုဖမ်းမိဖို့အကူအညီတောင်းခဲ့ပါတယ် လူသက်သမားဂျင်ဆော့ကိုနှစ်ပေါင်းများစွာကြာမှဖမ်းမိပြီးနှိမ့်ဆက်ဆစ်ဆီးခဲ့ကြပေမဲ့ဂျင်ဆော့ကဘာတစ်ခုမှမမှတ်မိပါဘူးအဲဒါကြောင့်သူ့ကိုအိမ်မွေးချပြီးသူနောက်ဆုံးပျော်ရွှင်ခဲ့ရတဲ့အချိန်ကိုပြန်သွားခဲ့ကြပါတယ်ငါ့ဘုံမှာနိုးလာတဲ့အခါအဆလို့သူတို့တွေကဂျင်ဆော့ရဲ့မိသားစုဝင်တွေအဖြစ်တိ ਉ ဆောင်ခဲ့ကြတာပါလူသက်မှုဖြစ်ပွားခဲ့တဲ့ညမှာမိုးရွာနေခဲ့တဲ့အတွက်မိုးရွာတဲ့ညအရောက်မှာဂျင်ဆော့မျက်ညံတွေပြန်ပေါ်လာအောင်လုပ်ဖို့စီစဉ်ထားကြတာပါ ဒါပေမဲ့ရဲရီယာရုတ်တရက်ယူဆော့ကိုဖမ်းသွားတဲ့အခါအကြက်ရိုက်ကုန်မှာတော့လေ19ရက်အကြာမှာတော့ရဲရီကိုလက်ထိုးပြီးပြန်လွတ်လာခဲ့ပေမဲ့ကျင်းဆော့ကိုအိမ်မွေးချထားတာပြေးလာပြီးမိုးလည်းမရွာတော့လို့ဘာဆက်လုပ်ရမှမသိဖြစ်ကုန်ကြတာပါလူတက်မှုဖြစ်ခဲ့တဲ့အခန်းကအတန်တွင် ကြားကြားနေရတာကလည်းလွန်ခဲ့တဲ့20ရာမှုကင်းဖြစ်ခဲ့တဲ့အတိုင်းပြန်ပြင်ဆင်နေကြလို့ပါပဲကျင်းဆော့ကဇလန်းကိုနားထောင်ပြီးတော့သူ့ဘုဒ္ဓဟောမှာမတက်ခဲ့ဘူးပဲငင်းနေပါတယ် စကားပြောနေတော့ရင်းစော့တယောက်ကားပေါ်ခုံချသွားပြီအသေးအတန်ထွက်ပြေးပါတယ်ယူစော့တို့လည်းနောက်ကလိုက်ပြင်မဲ့သူတို့နှစ်ယောက်လုံးကားအစီနဲ့ဖြစ်ပြီးတတိလစ်သွားပါတော့တယ်လုံချောင်းပြန်တဲ့အခါရင်းစော့ကသူ့မိသားစုအဆက်နဲ့ခရီးသွားနေတော့ရင်းမတော်တဆမှုဖြစ်ခဲ့တာပါမိဘနှစ်ပါးလည်းဆုံးပါသွားပြီးအကူဖြစ်သူကလည်းကိုမဝင်သွားပါတယ်အလုပ်တွေစူးစမ်းပြီးလိုက်လျှောက်ပြင်မဲ့အထက်သားအောင်ရုံမဲ့ဆိုတော့ဘယ်လောက်ကမှသူ့ကိုမခေါ်ကြပါဘူး ထောက်လာကြဆရာဝန်ကခွဲစိတ်ဖို့လို့လည်းပြောတော့စေးုံစေးမရှိတဲ့အတွက်ကလီစာရောင်းဖို့အထိလောက်ခဲ့ပေမဲ့လေမအောင်မြင်ခဲ့ပါဘူးကိုရီးယားရဲ့စီးပွားရေးလည်းကျဆင်းနေပြီအကုန်ဒုက္ခရောက်နေကြပါတယ်သူလည်းနောက်ဆုံးတော့ပတ်စံရန်လုံနေလို့ဘာပဲခိုင်ခိုင်လုပ်ပါမယ်လို့အွန်လိုင်းမှာစာတင်လိုက်တဲ့အခါလူတစ်ယောက်ကသူ့ကိုဆက်တွေ့လာပါတယ်အိမ်လေးစာပေးပြီးအဲ့အိမ်ကိုဘယ်လိုဝင်ရမယ်ဆိုတာမျိုးပါညွှန်ကြားချက်ပေးကမိမတစ်ယောက်ကိုရှင်းခိုင်းပါတယ်အဲ့လူညွှန်ကြားတဲ့အတိုင်းအိမ်ထဲဝင်သွားတော့ အဲ့မိမကဓာခိုင်ထားတဲ့ဂျင်းစော့ကိုတတိထားမိသွားပြီ။ပေါ်လိုက်ပါတယ်။ဂျင်းစော့ကကျွန်တော်ခဏစိတ်လွတ်သွားလို့ပါ။နောက်မှမာတယ်မအော်ပါနဲ့။ထွက်သွားပါမယ်လို့ပြောပါတယ်။သူထွက်သွားမလို့လုံနေတော့အဲ့မိမရဲ့သမီးပါအောက်ထပ်ကိုဆင်းလာပြီ။အော်ဟစ်ပါတော့တယ်။ဂျင်းစော့လည်းမအော်ဖို့တိုင်းရင်အိမ်မော်ဓာတ်ထိလိုက်သွားတဲ့အခါယုံရင်ဆန်ကတ်တွေဖြစ်ပြီးသမီးဖြစ်သူကိုမတော်တဆထားနဲ့ထိုးမိသွားပါတယ်။သမီးတေဝါရကိုမြင်တော့အမေဖြစ်သူလည်းလမ်းဖြတ်ပြီးအော်မိလို့ အမေဟိုပါဓာတ်နဲ့ထပ်ထုံးမိပြန်ပါတယ်။ဇင်းစော့လည်းအိမ်ထဲကထွက်သွားဖို့လုပ်နေတော့အငယ်ဆုံးသားလေးနိုးလာလို့တစ်ကနေတရာထိရေးပြီးတော့ပြန်အိမ်တော့အမေနဲ့အမကိုပြန်ခေါ်ပေးမယ်ဆိုပြီးကလေးကိုချင်းတဲ့ကအိမ်ထဲကထွက်လာပါတော့တယ်။အိမ်ကထွက်မှာသူတို့မိသားစုပုံကိုမြင်ပြီးသူ့ကိုလုံတက်ခိုင်းတာဟာသူ့အကိုရဲ့ဆရာဝန်ဖြစ်ကြောင်းသိသွားပါတော့တယ်။ဆရာဝန်စီပြဿနာသွားချတော့သူ့သားသမီးတွေလမ်းပေးမရောက်အောင်မိမကိုရှင်းပြီးအာမခံဝင်ရဖို့လှုပ်တာလို့ဆိုပါတယ်။ ဆရာဝန်ကဂျင်းစောကိုရှင်းပြဖို့စ조사ပေးမယ်။မတော်တဆဖြစ်ပြီးဆရာဝန်ပဲတိုက်ပေါ်မှာပြုတ်ကျသွားပါတယ်။တတိလက်နေတဲ့ဂျင်းစောကဆေးရုံရောက်နေပြီးသူ့အကိုဖြစ်ဟန်ဆောင်ခဲ့တဲ့လူမိုက်ကသူ့ကိုဆေးထိုးတတ်ဖို့စောင့်နေပါတယ်။နောက်ဆုံးမှာဂျင်းစောကဝန်ခံလိုက်ပြီးတရလုံးမိသားစုကိုတကယ်ဆက်ရင်နဲ့တောင်းပန်တဲ့အကြောင်းပြောခိုင်းပါတယ်။အင်းညာကသူမတက်ခဲ့တဲ့ကောင်လေးဟာသူ့အကိုဖြစ်ဟန်ဆောင်ခဲ့တဲ့လူမိုက်ဖြစ်နေတာပါ။ဂျင်းစောကြောင့်မိသားစုဝင်အားလုံးကိုဆုံးရှုံးသွားတော့ အမခံဝင်ကိုလည်းဆွေမျိုးတွေကလူယူသွားခဲ့ကြပြီးသူ့ကိုမိဘမက်ကြီးဟာပို့လိုက်တာပါသူလည်းတသက်လုံးအမှန်တရားကိုသိရဖို့ကြိုးစားနေခဲ့ပြီးအိတ်ဆိတ်နဲ့ပဲလူမိုက်ဖြစ်လာခဲ့တာပါနောက်ဆုံးတော့သူ့အဖေကအမခံဝင်ရဖို့အတွက်နဲ့သူ့အမေကိုလူငန်းတိုက်ခိုင်းတဲ့အကြောင်းပြည့်ရမန်ကိုသိသွားတဲ့အခါသူ့ဘဝရှေ့ဆက်စရာအကြောင်းမရှိတော့ဘူးလို့တွေးပြီးဇေယုံဘဝခုန်ချသွားပါတော့တယ်အဲ့လူမိုက်ကဂျင်းစော့ကိုစိတ်ထုံးမတက်ခဲ့ပေမဲ့ဂျင်းစော့ကိုယ်တိုင်လည်း အပြစ်ရှိတဲ့စိတ်နဲ့အသက်ဆက်မရှင်ကျင်တော့တာကြောင့်ကိုကိုကပဲစိတ်ထုတ်လိုက်ပါတော့တယ်1969ခုနှစ်ကရင်းတိုက်မှုဖြစ်ခဲ့နိုင်ပိုင်းလိုမှာရင်းစော့နဲ့အိတ်ကလေးဆုံတွေ့ခဲ့ကြပူပြီးနောက်နှစ်20ကြာတဲ့အခါနှစ်ယောက်လုံးစိုးရတဲ့ဆုံးသက်နဲ့ဘဝနီကုန်ချုပ်သွားရတာပါအရင်တစ်ကိုပြောင်းလာတော့ဂျင်းစော့ကို၆တဲ့တရေကသူ့တက်လိုက်မိတဲ့မိန်းမပါသူ့အဖေဆိုတာကလည်းအိမ်မွေးချပညာရှင်ဖြစ်ပြီးသူ့အမေကိုလည်းလူမိုက်ခေါင်းဆောင်ဟာတယောက်ဆောင်ကောင်းလို့ခေါ်ထားတာပါ ို့ကိုတိုက်နေတဲ့ဈေးတွေဟာအိမ်ဝှချတာကအဆင်ပြေချောင်းဝင်နေစီဖို့အိမ်ဝှချပညာရှင်ကပေးထားတဲ့ဈေးတွေပါပဲတော်တော်များများကဂျင်းစုံမတော်တဆတတ်လိုက်မိတဲ့မိန်းကလေးအော်နေရကိုဘာလို့အိမ်ကမထွက်ပြေးသွားပဲအိမ်မော်ထက်ကိုလိုက်သွားတာလဲလို့မေးကြပါဗျာတခြားစဉ်းစားကြည့်မယ်ဆိုရင်မိသားစုဝင်အားလုံးကိုဆုံးဖြုံတာလို့အရန်စိတ်ထိခိုက်နေတဲ့ဂျင်းစော့ကစိတ်ပုံမှန်မဟုတ်နေတာပါပဲဒါအပြင်အမေနဲ့သမီးကသူ့မျက်နှာကိုမြင်သွားလို့သူဘာမှမတွေးနိုင်တော့တာမျိုးပါ ဒီလိုဖြစ်ဆိုရင်းကိုသူဘလို့မှမခံစားနိုင်တော့လို့စိတ်ထိခိုက်သွားရကအဲ့ဒီမညံတွေအားလုံးပြောက်ကုန်တာပါပဲဇကားစတော့ကတရေကားလိုလိုဖြစ်နေပြီမဲ့နောက်ပိုင်းမှာတော့အကိုတို့တစ်ခုလောက်ထားလို့ဖြစ်နေပြန်တာကြောင့်ဇကားတစ်ခုထဲမှာတဲ့ feeling နှမျိုးသုံးမျိုးရနေတာပါထူးထူးခြားခြားအနေနဲ့ဒီကားက plot twist အများဆုံးကိုရီးယားရုပ်ရှင်မှာ over ရုပ်ရှင်နေတာခက်ဆင်ဆင်ပါပဲဒီလိုရုပ်ရှင်ချောင်းတွေစိတ်ဝင်စားရင်တော့ YouTube မှာ Night Watch မြန်မာကို subscribe လုပ်သွားဖို့မမေ့နဲ့နော် ။နှလုံးမင်္ဂလာရှိတော်နေ့ရက်လေးဖြစ်ပါစေ။